လားစဉ်ငွေကျပ်12သိန်းပေးသွင်းရုံနဲ့ Lee Motor T03 EV SKD ကားတစ်ကြီးကိုပိုင်ဆိုင်နိုင်မဲ့အခွင့်အရေးကိုကျင်းပပြုလုပ်နေရပဲဖြစ်ပါတယ်ဗျာဒီကားကိုမောင်းတဲ့အချိန်မှာ weight တွေနဲ့၄နေရဆိုတဲ့ feeling မျိုးကိုလုံးဝမခံစားဘူးချာချင်းအားသွင်းတာမြန်တာပေါ့နော် charging station မှာဆိုလို့ရှိရင်အားသွင်းမြန်တယ်နောက်တစ်ချက်ကတော့ stability ဖြစ်တာပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဆိုလို့ရှိရင်မြန်မာ plaza မှာကျင်းပပြုလုပ်နေတဲ့ Lee Motor ရဲ့ promotion ပွဲကိုရောက်ရှိနေရပဲဖြစ်ပါတယ် လားစင်ကွေချက်12သိန်းပေးသွင်းရုံနဲ့ Lee Porter T03 EV SKD ကားတက်ကြီးကိုပိုင်ဆိုင်နိုင်မဲ့အခွင့်အရေးကို match လ10ရက်နေ့ကနေမှ match လ14ရက်နေ့ထိ9ရက်တိုင်တိုင်မြန်မာ plaza ရဲ့ promotion area မှာကျင်းပပြုလုပ်နေရပဲဖြစ်ပါတယ်ဗျာ exclusive brand partner အနေနဲ့ကတော့ AY brand နဲ့ချိတ်ဆက်ပြီးတော့9နှစ်အထိအရေးကြောင်ချပေးသွားမှာပဲဖြစ်ပါတယ် အဲကျွန်တော် lean motor t03 မှာကြိုက်တဲ့ချက်ကိုပြောပါဆိုလို့ရှင်ဒီကောင်ကအပြင်အကြည့်မယ်ဆိုလို့ရှင်ကားလေးကသေးတယ်လို့ထင်ရပေမဲ့အတွင်းကတော်တော်လေးကျဲတာကိုသဘောကျတယ်နောက်ပြီးရင်ဒီကားလေးကအကျန်းခံတာပေါ့နော်ကျွန်တော်ဒီကားကိုသုံးပြီးတော့ရုံပြောင်းရုံရွှေ့လောက်ခဲ့တဲ့အချိန်တုန်းကလည်းဒီကားရဲ့အကျန်းခံမှုကိုကျွန်တော်တွေ့ခဲ့ရတယ်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီအနောက်ကုန်ခောက်ပြီးတော့ပျက်စီးရေတင်တယ်ပျက်စီးရေတင်ပြီးတော့ကျွန်တော်ပေါ့နော်ဟိုဘက်ရုံကနေဒီဘက်ရုံကိုရွှေ့တယ်အဲ့ဒီအချိန်မှာနောက်ထပ်ကျွန်တော်ကြိုက်တာဘာတွေ့ရလဲဆိုတော့ဒီကားက weight တွေတင်ထားတဲ့တိုင်အောင်ဒီကားကိုမောင်းတဲ့အချိန်မှာ weight တွေနဲ့လင်းနေရဆိုတဲ့ feeling မျိုးကိုလုံးဝမခံစားရဘူးပုံမှန် အတိုင်းလေးပဲမောင်းရတယ်ဆိုတဲ့ feeling လေးကိုခံစားရတယ်ပေါ့နော်ဒါလေးကတော့ဒီကားရဲ့အကျန်းခံမှုပေါ့နော်ဒီကားနဲ့ခီးသွောတော့က experience ကိုပြောပါဆိုလို့ရှိရင်နှစ်ချက်နဲ့ပြောရမှာပေါ့နော်ပထမတစ်ချက်ကတော့ခြားချင်းအားသွင်းတာမြန်တာပေါ့နော်ခြားချင်း station မှာဆိုလို့ရှိရင်အားသွင်းမြန်တယ်နောက်တစ်ချက်ကတော့ stability ဖြစ်တာပေါ့နော်အဲဒီကားကိုကျွန်တော်လူက၄ရက်လောက်ပါမယ်အနောက်မှာ weight တွေလည်းပါမယ်စပီးတစ်ခုနဲ့နင်းတဲ့အချိန်မှာကားလေးကသေးတော့ လူးတယ်ဆိုတဲ့ခံစားချက်မျိုးလုံးဝမရဘဲနဲ့ကားတည်တည်ငြိမ်ငြိမ်နဲ့ stability ဖြစ်တယ်ဆိုတဲ့ခံစားမှုမျိုးကိုလည်းလုံးဝအပြစ်ခံစားရတယ်။ဒါလေးကတော့ကျွန်တော်ဒီကားလေးကိုကြိုက်တဲ့အချက်လေးပေါ့နော်။အဲပြီးတော့ပေါ့နော်ဒီကျွန်တော် Lee Motor မြန်မာကလည်း customer တွေကိုဘလို့အလေးထားလဲဆိုတော့ပြီးခဲ့တဲ့အခေါက်ကျွန်တော်မြန်မာ Plaza မှာပွဲလုပ်တော့ဆိုလို့ရှိရင်ကျွန်တော် customer တွေကတခဲနဲ့အားပေးကြတယ်။အဲ့ဒီချိန်မှာပေါ့နော်တချို့ customer တွေကအခက်အခဲအမျိုးမျိုးကြောင့်လက်ရှိပေါ့နော်ဒီပွဲကာလမှာမလာနိုင်တာဖြစ်တဲ့အတွက်သူတို့ရဲ့တောင်းဆိုမှုတွေနဲ့လည်းကျွန်တော်ဒီပေါ့နော် promotion ကာလကိုထပ်မံပြီးတော့တုံ့ပြန်ပေးခဲ့တာကိုလည်းတွေ့ရတယ်။အဲဒါလေးကတော့ဒီပေါ့ Lee Motor မြန်မာက customer တွေ ော့မှအလေးထားရချက်လေးပေါ့နော်နောက်ထပ်ကျွန်တော်သဘောကျတာကသူ့ရဲ့ after sales service ပေါ့နော်ကျွန်တော်ရုံးကသုံးတဲ့ကားကဖုန်းနံပါတ်ကကျွန်တော်ဖုန်းနံပါတ်ကိုပေးထားတာ အဲ့တော့ဘာဖြစ်လို့ဆိုတော့ V border မြန်မာကတစ်ချိန်လုံးဖုံးဆက်နေတယ်။တစ်လားလောက်နေတစ်ခါဆက်တယ်။တစ်ခါကြောက်လို့ရှိရင်တစ်လားတစ်ခါလောက်ဆက်တယ်။တစ်ခါကြောက်လို့ရှိရင်တစ်လားနှစ်ခါလောက်ဆက်တယ်ပေါ့နော်။ဒီကားလေးသုံးရတာဘလို့နေလဲ။အခုအစင်မပြေတာဘာရှိလဲ။အခုလိုအပ်တာဘာရှိလဲ။အခုသုံးလားပြေးပြီနော်။ပုံမှန်လေးပေါ့နော်။လာပြီးတော့ဒီ maintenance လေး service လေးလာလုံးအောင်မလားဆိုပြီးတော့တောက်လျှောက်ပေါ့နော်။ကျွန်တော်ဒီ V border မြန်မာကနေမှာ customer ကိုကဲလုံနေတာကိုလည်းတွေ့ရတယ်။ဒါကတော့ကျွန်တော် V border မြန်မာမှာကျွန်တော်သဘောကျတဲ့အချက်လေးတွေပါဖြစ်ပါတယ်။ V border T03 လေးဟာ EVSKD ဖြစ်တာကြောင့်သူ့မှာအားသာချက်တွေကအများကြီးပဲ။အဲပထမချက်ကတော့ရန်ကုန် license နဲ့ရမယ်။ ဒုတိယချက်ကတော့0ကီလိုနဲ့ရမယ်တတိယချက်ကတော့လူများစိတ်ပူနေတဲ့ after sale service တွေ spare part အပိုင်းတွေကလည်းဘာမှစိတ်ပူစရာမလိုဘူးအ Leaporter T03 EV SKD ကိုလာစဉ်ငွေကျပ်12သိန်းပေးသွင်းပြီးတော့ပိုင်ဆိုင်နိုင်မဲ့အခွင့်အရေးကို match လ10ရက်နေ့ကနေမှ match လ14ရက်နေ့ထိ9ရက်တိုင်တိုင်းမြန်မာ plaza ရဲ့ promotion area မှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်ဗျာတကယ်လို့စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်မြန်မာ plaza ရဲ့ promotion area ကိုလာရောက်ဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဦးကျွန်တော် just right ကတချုံပါ